ားလုံးပဲမင်္ဂလာကျွန်တော်နန်းစုရမယ်ဖြစ်ပါတယ်ဒီနေ့ဒီဗီဒီယိုမှာအရန်ကိုဟော့နေတဲ့ 3D printing ကြီးပညာရဲ့နောက်ွယ်ကအကြောင်းရင်းနဲ့ဘလို့လုံးလုံးလေးဆိုရက်အစင်းစင်ကိုကျွန်တော်အနေနဲ့ရှင်းပြသွားမှာဖြစ်ပါတယ်အချိန်လေးပါပဲကျွန်တော်ရဲ့ lab cam လေးကိုလည်းခဏတာအလဲခေါ်သွားမှာဖြစ်ပါတယ်စိတ်ဝင်စားရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ပါ ။နောက်တော့ဇေဒီဗီဒီယိုရဲ့ဖို့အတွက်ကျွန်တော်အခန်းကိုရှင်းလိုက်ရတာနေပြီးတော့ကျွန်တော်အသုံးပြုနေတဲ့ toast ဒီအသိဉာဏ်ပြီးတော့ပျော်ရွှင်မလာလေးကြောက်နေပါတယ်။နောက်တစ်ပါးဒီဗီဒီယိုကြောင်းကျွန်တော်ဆက်ပြီးတော့တွားရ။ CD printing ဆိုတာကကျွန်တော် computer ရဲ့မှာရှိတဲ့ design တွေ design file တွေကိုကျွန်တော်ကင်ကတို့ရတဲ့ physical object အချက်ကြောင်းပြီးတော့ထုတ်နိုင်တဲ့ဆက်ကို 3D printer လို့ခေါ်တာပါ။ဒါမှမဟုတ်ရင် printer ဆိုတဲ့မျိုးကစာရုပ်တွေပေါ်မှာမြင်နေတဲ့ထုတ်ပြီးပြီးတော့ color တွေနဲ့ printer ကြီးဖြစ်ပြီးတော့ tree ပြင်သာဆိုတော့ tree ဒီ object တစ်ခုဖြစ်အောင်လို့ plastic တို့မဟုတ်တခြား material တစ်ခုခုနဲ့ပြောင်းလဲပြီးတော့ထုတ်ယူရတဲ့ပစ္စည်းကို 3D printer လို့ခေါ်လိုက်တာပါပဲ။အမှတော့ထူးဆန်းရင်တော့ဟုတ်မလို့ပါ။ဒါပေမဲ့ဤပညာပိုင်းကတော့တော်တော်လေးကိုပြောင်းလဲသွားတာ။အရင်ဆုံး 3D printing process တစ်ခုဖြစ်ဖို့အတွက်ဆိုလို့ရှိရင်ဘာရီယုံလဲဆိုတော့ filament ရေးကြည့်ပါတယ်။ကျွန်တော် filament ရှိမှသာကျွန်တော်ရဲ့ပစ္စည်းတွေကိုထုတ်လဲမှာပါ။ပြီးရင်နောက်ထပ် design မှာ ကျွန်တော်ကတော့က PC မှာပြထားတဲ့ဒီဇိုင်းလိုမျိုးဒီဇိုင်းတွေကျွန်တော်တို့မှာရှိဖို့လိုအပ်ပါတယ်။ဒီဇိုင်းရှိမှလည်းကျွန်တော်တို့ကဒီဇိုင်းကို physical ထုတ်လွှင့်မှာဖြစ်ပါတယ်။အဲ့တော့ဒီဇိုင်းကိုဘယ်လိုလုပ်ရလဲဆိုတော့ကျွန်တော်က Blender တို့ Solid World တို့ software တွေကိုတုံးပြီးတော့ program ကိုဆွဲလို့လည်းရတယ်လို့ thingiverse.com လို့အစား website တွေမှာလည်း free download ကောက်ယူရပါတယ်။ပြီးတော့ကျွန်တော် 3D scanner တွေရှိရတဲ့ဒီမှာလည်း 3D scanner နဲ့ scan ဖတ်ပြီးတော့ design တွေကို create လုပ်ရရပါတယ်။ကျန်းစီကြတဲ့ဒီဇိုင်းတွေကိုတော့ကျွန်တော်က slicer software ရဲ့ကိုထည့်ပြီးတော့ 3D printer ငားလေတဲ့ file ဖြစ်ကိုကြောင်းပြီးတော့ export ထုတ်ပေးရပါတယ်။ပြီးရင်တော့ကျွန်တော် printing process ကိုစတင်လုပ်ရပါတယ်။အဲ့တော့ပေါ်ထည့်မယ် file ထည့်မယ်။ပြီးရင်ပြီးသွားရောလားဆိုတော့မဟုတ်သေးပါဘူး။စင်ညာအများကြီးကြမှာတည်းကျွန်တော်တို့ usual အသုံးပြုတဲ့ printer က single color လား multi color လားဆိုတာကိုလည်းကျွန်တော်တို့ကသိဖို့လိုပါတယ် တော့ single color မှာဆိုလို့ရှိရင်တော့ color ကတစ်မျိုးတည်းရမှာဖြစ်ပြီးတော့ multi မှာဆိုလို့ရှိရင်တော့ color သုံးမျိုးလေးကိုရမှာပဲဖြစ်ပါတယ်အဲ့တော့ bare printer မှာပဲဖြစ်ဖြစ်ကျွန်တော်တို့လုံးဆောင်မဲ့အဆင့်ကကျန်ပါသေးတယ်ပထမဆုံးကျွန်တော်တို့က support material တွေကိုချုပ်ပေးရမှာဖြစ်ပါတယ်ဒီ object မှာဆိုလို့ရှိရင် SLD အမြင်တွေအများကြီးရှိတဲ့ဟာတွေကိုအကုန်လုံးကျွန်တော်တို့ကလက်ရပိုင်းအချောပြန်လိုက်ရအောင်ပါပါပြီးရင်တော့ color ပိုင်း painting ပြန်လိုက်ရမယ့်အပိုင်းကြီးလည်းကျန်ပါသေးတယ် ဒီ object လေးမှာဆိုလို့ရှိရင်ဒါကျွန်တော် 3D printer DIY နဲ့ကျွန်တော်ထုတ်ထားတာပဲဖြစ်ပါတယ်။ color က single color နဲ့ထုတ်ထားတာဖြစ်ပြီးတော့ DIY စက်တလုံးရဲ့လက်ရာပဲဖြစ်ပါတယ်။အဲ့3 printer တွေကိုဘယ်နေရာမှာသုံးလဲဆိုလို့ရှင် prototyping လို့ခေါ်တဲ့ရှေ့ဘေးပုံစံထုတ်လို့ရှင်နေပြီးရင် education လို့ခေါ်တဲ့ပညာရေးနယ်ပယ်တွေမှာပြီးရင် medical လို့ခေါ်တဲ့ service ဆိုင်ရာတွေမှာလည်းသုံးပြပါတယ် နောက်တစ်ခုကတော့ကျွန်တော်အကြိုက်ဆုံးဖြစ်တဲ့ customization လို့ခေါ်တယ်။ကျွန်တော်တို့လုပ်ချင်တဲ့အရာတွေကိုကိုယ်တိုင်ပိုဒီဇိုင်းချပြီးတော့ဖန်တီးလို့ရတာပါပဲ။ဒါလို့ဆိုရင်တော့ကျွန်တော်ပြောတဲ့အခြေခံစဉ်ရင်နားလည်သွားမယ်လို့ထင်ပါတယ်။နောက်ဗီဒီယိုမှာပြန်ဆုံးကြပါမယ်။အော်ဒါနဲ့ဒီဗီဒီယိုလေးကိုကြိုက်ရင် like share လေးလုပ်ပေးသွားနိုင်ပါမယ်။